မင်္ဂလာပါခင်ဗျခါချင်တဲ့ကနေပြန်လဲကြိုးစားပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုကတော့ဆိုင်ရူမောင်တန်ဆန်ရေးသားထားတဲ့အော်လန်ဘုတ်တင်တဲ့အကျိုးဆောင်ဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်သွားပါမယ် channel ကလေးကို like and subscribe လုပ်ထားပေးပါဦးဘေးနားကတော့ဒီလိုလုပ်နေနေပေးထားပါဦးအေးများတဲ့လေးပြီးလင်းချင်းကလေးတွေကထောထောင်လေးကိုကြောပြတ်တိုက်ခတ်လာတော့လဲလဲတရှလွယ်ကြီးတလုံးကိုလွယ်လို့လမ်းလျှောက်နေတဲ့ဦးဦးကမျက်လုံးကိုမိပြီးလေးကိုတဝါကြီးရှူသွင်းလို့ခေါင်းလိုက်တဲ့လင်းနုအေးလေးတွေတေးရွာကြီးကိုဖြတ်ပြီးတိုက်လာမှန်းတိတာလိုက်တာအေးနေတာပါ ဘိုးတင်ဆိုတဲ့ကောင်လည်းဘာတွေများလုပ်နေလဲမသိဘူးဒီကောင်အလုံးရှင်ရှာရင်မတွေ့ဘူးဦးငါတယောက်တည်းရေရွေးရင်းကလမ်းဆက်လျှောက်နေတယ်အခုသူသွားမယ့်နေရာကယူမတောင်ကိုပြတ်ပြီးတည်ထားတဲ့ဓာမောရွာလေးတရွာဖြစ်ပါတယ်အဲ့ဒီရွာလေးကသူ့ကိုပင်ထားခြင်းကြောင့်ထွက်လာခဲ့တာဖြစ်တယ်သူကလင်းလူအီလီတီတိုင်တည်းလဲလန်တိုင်းလမ်းလျှောက်လာတော့မကြခင်မှာပဲယူမတောင်ရောပေါ်တက်မယ်လမ်းကိုရောက်လာတယ်စိတ်ထဲမှာမဘိုးတင်ကိုမကြည့်မနဲ့ဖြစ်နေမိတယ်ဖိုးထူးထူးနဲ့သွားနေတာကအင်ကိုတော့မကပ်ဘူးရွာဝင်ကခြံကြီးကိုမဘိုးတင်အတွက်ဝယ်ပေးမယ်အကြောင်းအသိပေးခြင်းမိမယ် တကောင်သားကရွာကကလေးတွေနဲ့လမ်းသလားနေတာကအိမ်ကိုပြန်မအိပ်ဘူးယူမတောင်ကျောပေါ်ကရွာကိုသွားရတာကအမြင့်နှစ်ရက်လောက်ကြာတဲ့မှုဖေဖေရွာကိုနောက်သုံးရက်ဝန်းကျင်မှာပြန်ရောက်မှာဖြစ်တယ်ဦးအောင်ကတွေးပေါင်းများစွာနဲ့တယောက်တည်းခီးဆက်လာတော့နေဝင်မိုးကျစားအချိန်မှာတောင်ပေါ်ရွာလေးကိုရောက်လာခဲ့ပြီရွာဝင်ကိုရောက်တဲ့ပါဇက်မှာကွန်ကျိုးတွေရဲတဲ့လွန်ပြီးတော့မှမဲနဲ့နေတိတက်နေတဲ့လူကြီးတယောက်နဲ့တူခန္ဓာနဲ့ဝါစာကိုဝတ်ဆင်ထားတဲ့ကောင်လေးတယောက်ကဦးအောင်ကိုစောင့်ကြုံနေတယ်သူတို့ကဦးအောင်ကိုမြင်တဲ့အခါကွန်ကျိုးတက်သွားနေတယ် လူကြီးကသူ့ရဲ့မဲနှစအပြည့်ပြည့်ဖြစ်နေတဲ့တွားလီပေါ်ပြုံးပြရင်ကစကားဆိုတယ်။ဆရာကြီးရောက်လာဗလား။မိုးတောင်ချုပ်တော့မယ်။ကြွပါခင်ဗျ။ရွာကထွက်လာတာလည်းနောက်ကျတယ်။ကျုပ်တို့ပဲလေးကိုလိုက်ရှာနေရတာနဲ့နောက်ကျနေတာ။အခုကဆရာကြီးတယောက်ထိပ်ပါလား။ဟုတ်တယ်။အဲဒီကောင်ကိုလိုက်ရှာရတာပဲမမမတွေ့လို့ကျုပ်တယောက်တည်းထွက်လာရတာပေါ့။ဆရာကြီးတပည့်ကတော့အတော်ဆိုးဆိုးပဲတင်တယ်။ဆိုးတာတော့မဆိုးဘူးဒီကောင်ကအပေါင်းအသင်းအတော်မင်းတဲ့ကောင်။ကျုပ်တို့ကဆရာကြီးနောက်ကျနေလို့လန်ခီမှာဘာများဖြစ်လို့လဲလို့ဒီတဲ့နေနေနောက်ကျရင်လိုက်ခဲ့တော့မလို့ ချုပ်တူတော်မှာခေါ်ထားတာအေးအခုတကောက်လမ်းရှာတော့နှီးသွားတယ်ခဲခဲသွားကြစို့ဒီသားငယ်လူကြီးနဲ့ကောင်လေးတွေကဥုံနဲ့စကားပြောရင်းကရွာထဲဝင်သွားပြီးခန္ဓာမှုမရှိတဲ့အိမ်လေးစီကိုခွဲဆောင်သွားတယ်အိမ်လေးကမျောတိုင်းဝါချန်ကင်းနဲ့သံငယ်ဒီနဲ့သာဆောက်ထားတဲ့အိမ်လေးဖြစ်တယ်ရင်လေးပေါ်မှာမြက်ကွင်းနဲ့ညိုမဲနေပြီးစပင်းနေရှုပ်ပွားနေလို့မျက်လုံးတွေကမြင်သမျှအားလုံးကိုဗမ်းမတီအကြည့်နဲ့ကြည့်ပြီးလောင်မြုံပြုံးနေတဲ့မျက်နှာနဲ့မိန်းကလေးတယောက်လဲလျောင်းနေတယ်သူ့ရဲ့ဘေးမှာတော့ဘွားကြီးဖြစ်တဲ့မိမကြီးတူကချုံမပြီးစကားဆိုနေတယ်မြေးလေ အမေသားတို့ဂျက်သားတို့ကချက်ပြီးမှစားရတာမြေးလေးစားခြင်းအဖွားချက်ကြီးမယ်လေငါကအသားစင်းစားခြင်းတာငါချက်ထားတာတွေမစားခြင်းဘူးအရသာပြက်လို့မြေးလေးအဲ့လိုစားလို့မရဘူးအသားစင်းငါးစင်းဆိုတာကမကောင်းဆိုပါဒီအဖွားကြီးဘာစကားတွေလာပြောနေရလဲအခုချက်ချင်းအမေသားစင်းယူပြီးစမ်းမဖြစ်ဘူးမြေးလေးအဖွားမကြွေးပြရစေနဲ့ဘာလဲနေရငါစကားကိုအားခံလာလားအေးရထဲမှာလဲနေတဲ့မိန်းကလေးကစိတ်ဆိုးထွက်သားထွက်နေပြီးအန်ကိုတကြီးကြီးနဲ့သူမရဲ့ဘဝရဲ့ပြည်သူကိုစူးရဲစွာနဲ့ကြည့်နေတယ် အဲဒီတော့မှတောက်ခေါက်တန်းတဲ့သူဦးအောင်ကအိမ်လေးပေါ်ကူတက်လာတယ်။သူ့ရဲ့အနောက်မှာတော့လာကျူတဲ့လူကြီးနဲ့လူငယ်လေးတို့ပါတက်လာကြပါတယ်။ဦးအောင်ကခက်တဲ့နဲ့မျက်တားနဲ့အိမ်ရထဲမှာလဲလျောင်းနေတဲ့မိန်းကလေးကိုဟဲ့မကောင်းဆိုပါ။နင်ဒီကလေးမကိုယ်တည်းဘာကြောင့်ဝင်ပူးနေတာလဲပြောစမ်း။နင်ကဆရာလား။တခြားသူတွေလိုခုပြေဝယ်ပြေးပြေးချင်လို့လာတာလားဟဲ့ကော။အော်ဒီတရေမှာစကားတော်များတယ်။နင်ဒီကလေးမကိုယ်တည်းကထွက်မလား။ငါထုတ်ပေးရမလားပြောစမ်း။နေလို့ဆရာရောင်ဆောင်ကောင်ကငါ့ကိုမြင်လာချင်းချောက်နေတယ်။အသားမစားတော့လေဒီကောင်မရဲ့အသားကိုစားတာပေါ့။ ဝင်မှုခံရတဲ့ကောင်မလေးကလဲလျောင်းနေရကထလာပြီမပြောလို့ချက်ပြုံးလို့သူမလက်ပြန်ကိုကတ်ခဲမိဟန်ပြနေစီဦးဝန်ကမန်းနဲ့တပုတ်ကိုရွတ်ပြီးသူ့ရဲ့လက်နဲ့ဝင်ရောက်အပူခံနေရတဲ့မင်းကလေးရဲ့ဦးကောင်ကိုပုတ်လိုက်တော့អော်ပြီးတော့လက်ပြန်ကိုကိုက်တာမျိုးမလုပ်တော့ဘူးအဲဒီကဦးဝန်ကကဲတော့ကြီးဒီကောင်မတော့ဆိုးနေပြီချုပ်ကိုခြေစည်းဦးလေးကရိခတ်ခဲ့ပြီရပါတယ်ဆရာကြီးဦးဝန်ကခြေစည်းရိခတ်ခိုင်းနေစီမှာသူ့ရဲ့လွေထဲကကွန်ရီကိုထုတ်ပြီးကွန်ရီရပြီးတော့မှပါစတဲ့ထဲလိုဝါနေတယ်မကြတော့ချိန်မှာအင်းရှင်လူကြီးကအုံမခွန်းနဲ့ခြေစည်းလာခတ်တယ် ဝန်ကအဲ့ဒီရေဘက်ကိုယူပြီးတော့သူ့ရဲ့ဝါးထားတဲ့ကွန်ကရစ်တွေကိုထွေးတက်ပြီးအော်ဟစ်နေတဲ့မင်းကလေးကိုအားနဲ့ပတ်ခိုင်းတော့အော်ရဲ့ချင်းအမှုမပြုတော့ဘဲနဲ့ငြိမ့်သက်သွားလို့ဦးအောင်ကကဲကလေးမလေးကိုဝတ်စားလဲပေးလိုက်ကြဖာနောက်ရှက်မှမရှိတော့ဘူးဂျေဇုတလင်တဲ့ဆရာကြီးရဲ့ကျွန်မမေးလေးဒီလိုဖြစ်နေတာအတော်ကြာပြီတခြားဆရာတွေပြင်လည်းမပြဘူးငွေပဲကုန်သွားတာအခုမှကျွန်မမေးလေးရဲ့မျက်နှာကပုံမှန်ဖြစ်တော့တယ်ကိုသိန်းတို့ဆရာကြီးကိုငွေကြောလိုက်အောင်လေမင်းကလေးရဲ့ဘေးမှာထိုင်နေတဲ့မိန်းမကြီးကဦးအောင်ကိုဂျေဇုတင်စကားဆိုလို့တဆက်တဲ့နားမှာရှိတဲ့ကွန်ကျူတက်သွားတဲ့လူကြီးကိုသတိပြီးတော့ ။ဦးသိန်းတို့လိုမိရတဲ့ဒီလူကြီးကအိမ်တောက်မှာရှိတဲ့ကျွမ်းတရာလေးနားသွားလို့တရာလေးကိုဖွင့်နေတယ်။အဲဒီကမှဦးအုံးကနေအောင်ကြီးထုတ်မနေနဲ့။ချုပ်ကိုပေးစရာမလိုဘူးထမင်းသာကြွေး။မဟုတ်တာဆရာကြီးရေ။ဒီတော်မော်ကြီးပြမန်းခံတက်လာပြီးငွေမယူရင်ဆရာကြီးနစ်နေတာပေါ့။ထမင်းသာကြွေးပါအတင်းချက်ပေးနေမယ်ဆိုရင်ချုပ်ကိုနောက်တော့ကလာပေးမလိုက်တော့ဘူး။မလိုပါနဲ့ဆရာကြီး။ချုပ်ထမင်းပြင်ပေးပါမယ်။ဦးသိန်းတို့ကထိတိပိပဖြစ်သွားပြီးတရာလေးကိုမဖွင့်တော့ဘဲနဲ့။သူ့ရဲ့တွေ့ပြသူလူငယ်လေးနားကိုလာလို့မောင်လို့မင်းကြက်တကောင်လောက်မင်းအိမ်ကလောက်ခဲ့ ဒီမှာဟင်းတော့ရှိတယ်ဆိုပေမဲ့ဆရာကြီးကိုလက်လက်ဆက်ဆက်လေးချက်ကျွေးခြင်းလို့ရတယ်အင်းကလောက်ခဲ့လိုက်မယ်။မောင်နှုလိုအမိရတဲ့လူငယ်လေးကအလင်းမြန်အင်းအကိုဆင်ပြီးရွာထဲကိုထွက်သွားတယ်။ဦးသိန်းတို့ကဦးဝန်းကိုရင်းနှီးရတဲ့အခါနေချင်းမင်းကလေးငယ်နဲ့သူ့ရဲ့ဘွားရဲ့ပြည်သူကအင်းအကိုဆင်းသွားတော့တယ်။ဦးသိန်းတို့ကသူ့ရဲ့ဒူတော်မောင်ယူလာတဲ့ချက်ကိုချက်ဖို့ပြင်ဆင်နေတယ်လို့မောင်နှုကလည်းဦးလေးပြည်သူကိုကူလုပ်ပေးနေတယ်။ဦးဝန်းကအင်းမမအဲ့တဲ့ဖြစ်အကြက်ရင်းနှီးတောင်းကအေးဆေးစွာထိုင်နေတယ်။အဲ့ဒီတုန်းကအင်းဝိုင်းနဲ့ကိုလူငါးလောက်ရောက်လာကြတယ်။သူတို့ထဲမှာမျိုးသမီးချင်းတို့ကငိုယူနေတယ် channel မျိုးသားတွေကအိမ်မကူမတက်မီဦးသိန်းထွန်းအေးဘယ်သူလဲကွငါမိဖို့တည်းမှာဟင်းချက်နေတာချုပ်တိုးဝင်မှာဦးသိန်းတို့အိမ်မှာဆရာကြီးရောက်နေတယ်ဆိုလို့နေဟုတ်တယ်အပေါ်မှာဗာပြစ်လို့တို့မကွေးမသမီးဂျာညိုတော့လည်းဝင်ပြေးသွားလို့လိုက်ရှာတာလည်းနှံ့နေပြီရွာထဲကမောင်လာပြောတာတော့လူကြီးတယောက်ပါးစပ်ကနေခါထားလည်းမျိုးတွတ်တွတ်ရွံ့နေပြီးတော့ဂျာညိုလည်းအနားရလာကိုခေါ်သွားတယ်လို့ပြောတယ်ဒါဆိုရင်အိမ်မော်တက်ဆရာကြီးကိုအကျိုးကြောင့်ပြောကြရင်ဦးသိန်းတို့ကအိမ်မော်တက်ခိုင်းလိုက်တဲ့အခါရွာသားတွေကအိမ်မော်တက်လိုက်ကြပြီဦးဦးရဲ့နားမှာထိုင်လို့အကျိုးကြောင့်ပြောပြတယ် ဘုံကရွာသားတွေပြပြလာတဲ့အကြောင်းကိုခေါင်းတင်းချင်းချင်းနားထောင်ရင်ကပြသွားတဲ့မိန်းကလေးပုံစံကဘယ်လိုရှိလဲ။ကြံညိုကရွာထဲမှာတော့အလှဆုံးပဲဆရာကြီး။အေးသဘောပေါက်ပြီ။ပညာရှင်တယောက်ကသူ့ပညာနဲ့ပြူစားထားတာဖြစ်မယ်။အချိန်မနှောင်းခင်လိုက်ရမယ်။ကျုပ်ကိုပြသွားတဲ့ကလေးမလေးရဲ့ဝတ်စားချူယူခဲ့ပြီးကျုပ်ရင်လိုက်သွားမယ်။ခမရတို့ကနောက်ကလိုက်ခဲ့ပြီးတော့ရွာသားတွေကဦးငယ်စကားတိုင်းကြံညိုရဲ့ဝတ်စားတွေကိုယူပြီးတယ်။ဒီနောက်မှာဦးငယ်ကကြံညိုရဲ့ဝတ်စားကိုပိတ်စားတစ်ခုပြဖြဲပြီးတော့မှလက်ကစုပ်ခင်သွားကကြံညိုထွက်သွားတဲ့ဘက်ကိုလိုက်သွားတယ်။ရွာသားတွေကလူစုနေတော့မှဖြစ်တယ်။ ။အိုးငါကြညွဲ့အင်ဂျင်စာလေးကိုကမ်းပြီးမန်တန်တခုကိုရွှေ့လိုက်တော့ဖိတ်စာလေးကမီးတွေလင်းပြီးလေးဘောပြန်ဝဲလို့အိုးရဲ့ရှိကသွားနေတော့အိုးငါနောက်ကလိုက်ပါသွားတော့တယ်။အိုးငါပညာရည်ဖြစ်တဲ့လျောက်သူ့ရဲ့လှူရှာမှုတွေကလည်းရေးတခုပေါ်မှာမြန်ဆန်နေတယ်။သူ့ရဲ့ပညာရည်တွေကိုအသုံးပြုလို့သွားမှာဖြစ်တဲ့အတွက်ရွာသားတွေနဲ့အတူတူမသွားချင်းဖြစ်တယ်။အခုကြညွဲ့ဖိတ်စာလေးကအလင်းမြန်တော့တွေကိုသွားနေချင်း။အိုးငါလည်းအရေးပေါ်မှာအမိလိုက်နေတယ်။ဒီလိုနဲ့မနက်အာရုံတက်အချိန်ကိုရောက်တဲ့အခါတိုင်းတလုံးကိုတွေ့လိုက်ရပြီးအချင်းလေးကိုလေးလာဖို့အသေးပေမှာကွယ်ပြီးနေလိုက်တယ်။ မစားခင်ချိန်မှာပဲသူနဲ့သက်တူရွေးတူယောက်ျားတယောက်ကထဲရင်ပြင်ပမှာထွက်ထိုင်ပါတယ်ဒီလူကတာမလူမဟုတ်ပဲနဲ့မျက်လုံးနဲ့ကိုနေရန်သားတို့အရာပညာရှင်သာဖြစ်မယ်လို့အတက်သိလိုက်တယ်ဒါကြောင့်ထိတ်တရင်မဆိုင်သေးပဲနဲ့ဘုံခွေပြီးဒိန်းလီအနောက်ကိုကတ်သွားလိုက်တယ်ဒိန်းရင်ထိရန်ဘောက်ကနေအတွင်းကိုချောင်းကြည့်လိုက်တော့တဲထဲမှာမိမပြုံသုံးကိုတွေ့ရပြီးရီဝီမိမောစွာနဲ့လဲလျောင်းနေတာကိုတွေ့ရတယ်ဒီမိန်ကလေးတွေရဲ့ပုံစံကအညိုခံထားတဲ့ပုံမှာအသေးစိတ်မဲနေပုံလည်းပေါ်တယ်ဦးငါထွေထူးစဉ်းစားမနေတော့ပဲနဲ့မန္တရပုဂ္ဂိုလ်ရွတ်ဆိုလိုက်တော့မိန်ကလေးတွေကအသေးစိတ်ဝင်လာပြီး ပဝန်းကျင်ကိုကြည့်ပြီးကြောက်လန့်နေတယ်။ဒီအခါမှာဦးအောင်ကထရံပေါက်ကနေပြီးအတန်ခတ်အိုးနဲ့ကလေးမလေးတွေနင်တို့ဒီတရံကိုတွန်းပြီးတော့မှဒီဘက်ကိုလာငါ့ကိုမကြောက်နဲ့ငါဂျာညိုဆိုတဲ့မိန်းကလေးကိုလာခဲ့တာဦးအောင်ကဂျာညိုရဲ့မိဘတွေနာမည်နဲ့ရွာမျိုးကိုပြောပြတော့ဂျာညိုဖြစ်ရတူတဲ့မိန်းကလေးကတခြားမိန်းကလေးတွေကိုအမားတို့ဟုတ်တယ်အပြင်ကဦးကြီးပြောတာအမှန်ပဲဒါကျမတို့ရွာကသာအရင်လိုက်ခဲ့ကြနောက်မှကျွန်တော်စဉ်းစားကြတာပေါ့ဂျာညိုကရှေ့ကဦးဆောင်ပြီးတဲထရံကိုညင်သာစွာနဲ့တွန်းလိုက်တော့ထရံကလူတို့ကစားထွက်တာရောက်ပွင့်သွားတယ်ပြီးတဲ့နောက်တော့တဲတဲကထွက်လိုက်ပြီးဦးအောင်ကိုကြည့်လို့ ။ဦးကြီးကျမတို့ဘယ်လိုဆက်လုပ်ရမလဲ။ခလေးမတို့ဒီပိစာလေးနောက်ကိုသာလိုက်သွားပြီးတော့ခြံထံကရှင်းထားမယ်။ဦးကသူ့ရဲ့လွယ်ရည်ထက်ကအနီရောက်ပိစာကလေးကိုမန်တန်နဲ့မန်းမို့ပြီးလေပေါ်ပြစ်တင်တော့ပိစာလေးကအပေါ်ကိုတပြိပြိနဲ့တက်သွားပြီးလွန်းလွန်နေတယ်။ဒီကဦးကဦးကခလေးမတို့မြန်မြန်သာအဲ့ဒီပိစာတော့လိုက်သွားပြီးတော့မင်းကလေးတွေကပိစာတော့လိုက်သွားကြည်။ဟေးငါဇနီးလောင်းနေပဲပြေးသွားတာလို့တနာယူမင်းကမင်းတတိုင်းပညာတွေနဲ့ရုံမာနေတယ်မလား။ငါဇနီးတွေကိုလှုပ်ပေးလိုက်တာမင်းလား။မင်းကငါလိုမှန်တဲ့ဝိဇ္ဇာကိုတော့မအားခံရဲသလား။ ဦးဝုံကမန္တဝေးဇာကမန္တန်ရွတ်ပြီးတော့သူ့ကိုတိုက်ခတ်ဖို့ပြင်နေတဲ့အတွက်ထွေထူးမစင်စားတော့ပဲနဲ့မန္တဝေးဇာကိုပြေးပြီးလုံထွေးတော့တယ်မန္တဝေးဇာကသူ့ကိုပညာနဲ့သာခုခံမယ်လို့ထင်ထားမိပြီးတတိမမှုမိပဲနဲ့ရှိနေကြီးမထင်ပဲပဲနဲ့လူကိုယ်နဲ့လာရောက်လုံထွေးတာကြောင့်အငန်းပြီးပြီးခံလိုက်ရတယ်ဦးဝုံကမန္တဝေးဇာလေပင်ကိုအနောက်ကနေချုပ်ပြီးအသံမထွက်အောင်ညှစ်ထားတယ်ဒီလိုနဲ့ဦးဝုံနဲ့မန္တဝေးဇာလုံထွေးနေတာကအချိန်တော်ကြာပြီးတဲ့နောက်မှာမန္တဝေးဇာကအုံလို့တလုံးနဲ့အတန်းကျကျော်လိုက်တဲ့အခါဦးဝုံကိုတရားကရဲပုတ်နေတယ်လို့ခံစားလာရပြီးနားကျင်လာတယ်ဒါပေမဲ့လက်မလွတ်ပဲနဲ့ချုပ်မြဲတမ်းချုပ်ထားတယ် မန္တဝိဇာကလည်းအုံဆိုးတဲ့စကားသာယူဆိုနိုင်ပြီးထားကြတော့မန္တစကလုံးလေးကိုမယူဆိုနိုင်ဖြစ်နေတယ်။ဒါပေမဲ့အုံတစ်လုံးနဲ့ယူတာကိုပဲဦးအောင်ကအတော်နာကျင်ခံစားနေရတယ်။အချိန်ကြာလာတဲ့ခါမှာဦးအောင်ကမန္တဝိဇာကိုချုံနိုင်စွမ်းမရှိတော့ဘဲနဲ့လက်လျှော့အရှုံးပေးလိုက်ရတော့တယ်။လဲကျနေတဲ့ဦးအောင်ကိုမန္တဝိဇာကသူ့ရဲ့လက်ဘင်းကိုပုတ်တက်ပြီးဆူဆက်ကြည့်လို့မင်းကြောင့်ကဇနီးလောင်းတွေလွတ်ကုန်ပြီ။အဲ့ဒီတော့မင်းအောင်ကအပြစ်ပေးရလိမ့်မယ်။မင်းကိုယ်တိုင်မင်းခဏလေးနဲ့တည်သွားမယ်။အဲ့ဒီတော့မန္တဝိဇာကဦးအောင်ကိုကြည့်ပြီးမန္တတဲ့ဘုတ်ကိုကြဲလောင်သွားတဲ့ရွက်ပက်လို့ရီမောတော့တယ်။သူရွတ်တဲ့မန္တန်ကချင်းစားတာဖြစ်ပြီး ဝုံနာကိုခြေသူခင်သူဒီကတ်လာပါကတပိပိနူနာယောဂပြည့်စည်တဲ့မန္တနာဖြစ်ပါတယ်။ဝုံကမြေပြင်မှာလဲကျနေတယ်။သူတတိယလာတဲ့ချိန်မှာတော့မန္တဝိဇာကလည်းရှိမနေတော့ဘူး။ဓမ္မောရသားတွေသာရှိနေတယ်။ကိုယ်မျိုးလုံးဖွင့်လာတာနဲ့ဒေါတာလက်နဲ့ဒီကန်ဆောင်ထားတဲ့ဓမ္မောရသားတွေအနေနဲ့ဦးသိန်းတို့ကဆွေးနေမျက်နှာနဲ့ဇာကြီးတတိယပါလား။ကျိုးတို့ရောက်တော့လူတယောက်ဇာကြီးနားမှာရက်တွေတွေ့တယ်။ကျိုးတို့ကိုမြေလိုထွက်ပြေးသွားပြီ။ကျိုးတို့ကိုလုံးကိုက်ခင်းနေတာပဲ။ဇာကြီးတရားရရထားတဲ့တနေ့ ရတယ်ကလေးမတွေအန်ရကင်းရလားကောင်မလေးတွေအန်ရကင်းပါပြီဆရာကြီးဒါဆိုရင်ကျုပ်ပြန်တော့မယ်ဆရာကြီးကျုပ်တို့လိုက်ပို့ပါမယ်ရတယ်မလို့အိုးငါဒီနေရာနဲ့တော်ရဲကနေထွက်သွားတော့တယ်ရွာသားတွေကအိုးငုံနားမလည်နိုင်ဖြစ်ပြီးနေကြည့်လို့သာနေကြပါတော့တယ်မန္တဝင်းစာပြပြတဲ့အကြောင်းတွေကိုနားထောင်ကမန်ဘိုးတွေကတောက်တစ်ချက်ကိုပြင်းစွာခောက်ပြီးတော့ခမရကပညာတစ်ခုကိုသုံးချပြီးတော့တနာယူနေတာကိုကဲကိုတော့ခမရတဲ့နဲ့ခမရစူးနေပြီမလားမင်းတို့ကငါ့ကိုနိုင်တဲ့မန္တန်ကိုဘယ်လိုလုပ်ရလာလဲ အဲ့ဒါကြီးမကြည့်ဘူးကျိုးပေါက်ခမပြန်နေလှုပ်ထားတာပြန်ပြောင်းလှုပ်ပြီးလှုပ်ပြီးပါမယ်ကွာဒါပေမဲ့မင်းတို့လက်ကမန်တန်ကိုပြတ်ပြီးပါလားခမကလူလေကြချင်နေရလားအခုကြချင်းကျိုးပေါက်ဝေးတာကိုပြောင်းလှုပ်ပြီးစမ်းအေးလှုပ်ပြီးပါမယ်ကွာအဲ့ဒါလည်းမရသေးဘူးခမမဟုတ်တာလေးလှုပ်လို့ရှိရင်ခမပညာရေးတပြည့်စည်ပါစေဆိုပြီးတက်စားဆိုပြီးချိန်ရမယ်အဲ့ဒါတော့ကွာဘာလည်းမလုပ်ဘူးလားကျိုးရဲ့မန်တန်ကနောက်မှရွတ်မှာနော်ခမပြေကကိုဘူးတွေနဲ့ကိုသားရရဲ့ဓားဆွမ်းကိုဘာများထင်နေတယ်လဲမမိုးတွေကဓားနဲ့ချိန်ပြထားတဲ့ဖူးတွေနဲ့သားရကိုကြည့်ပြီး မန္တဝိဇာကွင်စကားဆိုလဲတော့မန္တဝိဇာကသူ့ရဲ့ဘေးမှာရှိတဲ့ခတ်တံမှာကျိုးတဲ့ရုပ်တွေနဲ့သူ့ကိုဓာမှုထားတဲ့ပုထုနဲ့တာရာကိုချောချောလန်လန်ကြည့်လို့အေးပါကွာငါစွမ်းတွေကိုလည်းမင်းမန္တန်နဲ့ခြုံနိုင်တော့ဘေးကနှစ်ယောက်ထားနဲ့ခုံလင်ငါခံရမယ်အဲ့တော့မင်းပြောစကားကိုနားထောင်ပါမယ်ငါကမင်းဘကိုတိုက်ထားတဲ့ဂျိန်စာကိုဖယ်ပြပါမယ်မန္တဝိဇာကပြောပြောဆိုဆိုမန္တတပုတ်ကိုမျက်လုံးမိပြီးရွတ်နေတယ်သူဒီလိုရွတ်တဲ့အခါမှာဘုထင်ကသူ့ရဲ့လက်ဘွားကမန္တန်ကိုဆူဆက်ကြည့်ပြီးမန္တဝိဇာမဟုတ်တာလှုပ်လိုက်ကာကွယ်နိုင်ဖို့အသင့်ပြင်ထားတယ်မန္တဝိဇာကမန္တန်ကိုအတန်းချောင်းရွတ်ပြီးတဲ့အခါမဘုထင်ကိုကြည့်လို့ မင်းဘာချင်းစားရပြီးပြီးကောင်းနေကျုပ်ကဘလို့ယုံရမှာလို့မင်းလည်းပညာသေးပဲဘလို့ဆက်သွယ်ရမယ်ဆိုတာမင်းသိပါတယ်ကောင်းပြီကျုပ်ဘာကိုကျုပ်ဆက်သွယ်လိုက်မယ်မဘိုးရင်ကဦးအောင်စီကိုစိတ်နဲ့ဆက်သွယ်လိုက်တယ်အဲဒီကသူ့ရဲ့နားထဲမှာဦးအောင်ရဲ့စကားသံကိုကြားရတယ်ကောင်းလေငါလည်းကအဖူကြီးပြန်ပြောက်သွားပြီရားလည်းမရတော့ဘူးဒါမှလူလူပြန်ဖြစ်ပြီကွာငါချင်းစားရပြည့်ပြီမင်းကိုကျေးဇူးတင်တယ်ရွာကိုအမြန်ပြန်လာတော့ကောင်းလေမဘိုးရင်ကသူ့ရဲ့နားထဲမှာဦးအောင်ရဲ့ဝမ်ပန်းတသာပြောလာတဲ့စကားကိုကြားရလို့အတော်ကိုစိတ်ချမ်းသာသွားတယ်ဒီနောက်မှသူ့ရဲ့ပေါင်းသိနေဘူး ကိုဘိုးတို့နဲ့ကိုသားတာဒါကြီးနဲ့ပေတူအမနေကောင်းသွားပြီတကယ်လားဘိုးတွေဘာကြောင့်နေကောင်းသွားပလားအေးငါအခုလမ်းပြောတယ်ဒီလူကြီးကိုတို့လူတွေဘယ်လိုလုပ်ကြမလဲဘိုးတွေသူဘက်ကဂရီတီတယ်ဆိုတော့တို့လည်းဂရီတီရမှာပေါ့မဘိုးတွေကဒီလိုပြောပြီးမန္တဝေးစာကိုကြည့်လို့ခဲဟိလူခင်ဗျားကိုကျုပ်ရဲ့မိုးကျိုးဆက်တောင်ဝေးကိုတိုင်တယ်ပြီးတစ္ဆာဆိုရမကြလားငါဘယ်လိုဆိုရမှာလဲကျုပ်တိုင်ပြီးမယ်မဘိုးတွေကသူ့ရဲ့မိုးကျိုးဆက်တောင်ဝေးကိုမြေပြင်ကနေကောက်ယူပြီးလက်နဘက်နဲ့ကင်လို့ခဲလိုက်စုကျွန်တော်မန္တဝေးစာသည် မေသူဒူရီယာကိုမှတက်မြောက်ထားတဲ့ပညာရည်တွေနဲ့ဒုက္ခမပြီးတော့ပါမေသူဒူရီယာကိုမှတက်မြောက်ထားတဲ့ပညာရည်တွေနဲ့ဒုက္ခမပြီးတော့ပါဒုက္ခပြီးပါကတူရန်သေးပါစီမူကျွပြစ်ပါစီမနဝိဇဂတိစကားကိုလိုက်ဆိုဖို့တွန့်နေပြီးဓာမှုထားတဲ့ဘုဒ္ဓနဲ့သာရကမိုးတာတဲ့ဓာကိုလှုပ်လိုက်တဲ့အခါမှသာလိုက်ဆိုတယ်ဘေဒူကမဘိုးနဲ့ပြောတဲ့ဂျင်းစာကိုသဘောကျရမှရှိဒါကြောင့်မဘိုးတင်ဘူးဟေးဘိုးတင်မင်းဂျင်းစာကပေါ်လုံးနေဘာလို့လုံးကသူရဲ့အံမူကျွပြစ်ကနဲလုံးနေကွာငါပြောရမှတာမွေးကဲလဲမောက်အတပင်ပြီးအင်နာချင်းနဲ့ကြ ရွာလူကြီးတွေတုန်းကရေနစ်ခြေပြက်လက်ပြက်ပြီးတော့ဖဲရက်ဖဲရှုံချက်တိုက်ချက်ရှုံကွန်စာကွန်တီရဲတော်အမ်ဘက်ဆိုလိုချင်မန္တန်ဝိဇာကမျက်နှာငယ်လေးနဲ့ပေတူးကိုကြည့်နေတယ်ဒီကမှာမိုးတင်ကပေတူးကိုမင်းပြောတာတော်တော်ဆုံးတော့ငါလည်းမမှတ်နိုင်ဘူးသူရဲ့မိုးချိုးပြက်ကလုံလောက်ပါပြီကောင်းလေးမင်းပြောတာမှန်တယ်အဲ့ဒီနှစ်ခုတည်းပဲငါသိပါတယ်ကွာဟိုကောင်လေးရဲ့ဂျင်စာကအတော်များတယ်ခင်ဗျာသစ္စာရှိပါဒီမိုးချိုးဆက်တောင်ဝေးကိုတိုင်တယ်ပြီးသစ္စာဆူထားတယ်နော်တကယ်လို့ခင်ဗျာသစ္စာဖောက်ပြခဲ့ရင်တော့တကယ်ကိုခံရလိမ့်မယ်ငါအမှငါသိပါပြီကောင်းလေးတို့ ငါရဲ့ပညာရည်ဒီနေ့အကျိုးရှိတဲ့နေရာမှာသုံးရမှာ။ငါမကောင်းတဲ့နေရာဒီမှာသုံးခဲ့မိတယ်။မင်းတို့ရဲ့လောရည်တွေကိုကြည့်ပြီးငါကရှက်ရွံ့နေ။ကောင်းလေးတို့ငါနောက်ဆိုရင်ကောင်းကောင်းမွန်မွန်နေတော့ပါမယ်။ကောင်းမွန်တဲ့ပညာတွေကိုတက်ပါရဲ့နဲ့မကောင်းတဲ့စိတ်တွေကြီးစိုးနေတဲ့ငါကိုမင်းတို့ကသင်ခန်းစာပေးခဲ့တာပဲ။ဘန္နဝိဇာရဲ့လေးနဲ့တည်ကြည့်တဲ့စကားကိုဆိုလာတယ်။မဘိုးတွေကသူ့ရဲ့လက်ကိုကြည့်နေရင်ကလက်မပေါ်နေတဲ့မန်တန်တွေကတပြည့်ပြည့်နဲ့ပြောက်ွယ်သွားရ။အန်အောနေလို့ဘန္နဝိဇာကစကားဆိုလာတယ်။မင်းကိုမန်တန်ပေးခဲ့တဲ့သူတို့ကောင်းကြီးကမိုင်းစိတ်ကိုတီးလို့သူ့ရဲ့မန်တန်ကိုပြန်သိမ်းသွားတာနေမယ်။စိတ်ချ ငါမကောင်းတဲ့လူတွေမလုပ်တော့ဘူး။ဗန္ဓဝိဇာတီကြီးလင်းတဲ့စကားကြောင့်မှဘိုးတင်ကနောက်တဲ့ပါစကားမှမပြောတော့ဘဲနဲ့ဘိုးတို့တို့ကိုလှုပ်ပေးဖို့ရန်ချက်ပြတယ်။အဲဒီကဘိုးတို့နဲ့တာရာတို့ကသူတို့ရဲ့ဓာတ်တွေကိုချိန်မြင်ချရာကချလိုက်တယ်။ဒီနောက်တော့မှဘိုးတင်ကိုကြည့်ပြီးဘိုးတင်ဘယ်လိုထင်လဲ။ရတယ်ကိုဘိုးတို့။ဗန္ဓဝိဇာကတကယ်ကိုဂတိတည်မယ်ဆိုတော့ကိုယုံတယ်။ဗန္ဓဝိဇာကမှဘိုးတင်ရဲ့စကားကြောင့်ပြုံးနေပြီးခေါင်းကိုငြိမ့်လို့စိတ်ချပါကောင်းလေးတို့ငါထက်ပြီးမမိုက်တော့ပါဘူး။ငါတတ်ထားတဲ့ပညာရည်တွေနဲ့ဘယ်သူ့ကိုမှဒုက္ခမပေးတော့ဘူး။ပညာတစ်ခုကိုတပတ်ကကတက်မြောက်လို့ဒါငါတို့ကဝိဇာတို့လိုခေါ်ကြပါမိမယ်။ တကယ်တမ်းသူတော်ကောင်းဝိဇ္ဇာတို့တွေလိုကျင့်ကြံမှုငါမေ့နေတယ်အခုငါမင်းတို့ရဲ့ကျေးဇူးကြောင့်ပညာလင်းပွင့်ခဲ့ပြီတခုမင်းတို့ကိုတောင်းဆိုစရာရှိတယ်မင်းတို့လာတဲ့လမ်းမှာသူကြီးဆောင်နေတဲ့လူကိုတွေ့ရလားမနဝိဇ္ဇာအမေကိုပေတူးကဝင်ရောက်ဖြစ်တယ်တွေ့တာပေါ့ချုပ်လက်မှာငရှင်သွေးတွေပေးနေတာကိုအတင်းလိုက်ရနေတာချုပ်ချောက်လို့ပြေးလာတယ်ပေတူးကမွန်ကျဲသွားခုတဲ့တဲကလူကြီးလာဟုတ်တယ်လေမင်းညာကပြေးရတာလေမဘိုးရင်ကပေတူးကိုစကားဆိုရင်ကမနဝိဇ္ဇာပဲလှည့်လို့ဟုတ်တယ်ပေတူးလက်ကငရှင်သွေးတွေကိုလိုက်ရနေတဲ့လူကြီးကိုတွေ့ခဲ့တယ်အေးသူတယောက်တည်းမဟုတ်ဘူးကောင်လေး မင်းတို့တွေသူ့စီကိုပြန်သွားပြီးကူညီရလိမ့်မယ်ဖြစ်ပါမလားချို့တို့ကိုသွေးစုံနေဘယ်လိုလုပ်မလဲသူတို့ကလူသွေးတွေကိုမတော့ဘူးဒရိစံသွေးတွေကိုတော့ကြတာအဲ့လိုဘာကြောင့်ဖြစ်နေတယ်ဆိုတော့ငါလည်းအဖြေရှာမရသေးဘူးသူတို့ကဘလောက်များလို့လို့သူရလုံးမယ်အဲ့လောက်တော့များတာလားများတာပေါ့ကွာမင်းတို့တွေ့ခဲ့တဲ့တဲကလူကြီးကိုသူတို့ရွာလိုက်ပြခိုင်းလိုက်ပြီးရင်မင်းတို့ကူညီလိုက်ကြနေုံချို့အပေါင်းအမတွေကိုမေးကြည့်ဦးမယ်သူတို့ကူညီခြင်းမလားလို့မမိုးတွေကဘိုးတို့ဘက်လှည့်ပြီးမျက်စပြလို့စကားဆိုတယ်ခဘိုးတွေ အစောကကျိုးတို့ပြောစကားကိုကြားပါဘာလို့လဲအဲ့ဒီလူတွေကိုကူညီကြမလားငါကတော့မင်းသဘောပဲချန်တဲ့သူတွေကတော့မပြောတတ်ဘူးဘူတွေငါတို့ကဘယ်တော့မှငင်းဘူးလို့လေကျောက်ကတော့အမှန်တမ်းပြောရအောင်ရွာပြန်ချင်းနေပြီကျုပ်လည်းအတူတူပဲဒါရင်နဲ့ဘေဒူးကကျိုးမင်းကြီးကိုငေးပြီးစကားဆိုနေတာကြောင့်ဘူတွေကတပ်ပြင်းကိုမသိမသာချရင်ကဘေဒူးကအမေကြောက်တဲ့ကြံခဲ့တယ်ဆိုတော့အိမ်ကိုလွမ်းနေရောပေါ့ဒါကြီးလည်းခလေးတသားလေးတွေဆိုတော့အိမ်ပြန်ချင်ပါပေါ့မဟုတ်ဘူးဗျကျုံနဲ့ဒါကြီးကဘိုးရင်ချန်တွေကမလာကာတီအမေတွေကိုသတိရနေတာဟာမင်းမေကြီးတော့ငါတော့အိမ်လွမ်းလို့ထင်းနေတာဒီနေ့ကငကြီးကြကြနေတာ ဘိုးရဲ့စကားကြောင့်ဘီတူနဲ့တာအီဖာစကားမှပြန်မပြောနိုင်မင်းနဲ့ဇက်ကူအတာပုလို့တာနေတယ်ဒီနောက်တော့ဘိုးတင်ကမန္တဝေးစားဘူးကဲအဲ့ဒီသွေးဆုံနေတဲ့ရွာကားလူတွေဘာဖြစ်လို့အဲ့လိုတွေလုံနေတာလဲဆိုတာကျိုးတို့ဖော်ထုတ်ပြီးမှရွာပြန်တော့မယ်မင်းတို့လုံနေမယ်ဆိုတော့ငါယုံတယ်ကဲကောင်လေးတို့ကြီးငါ့ကိုခွင့်ပြုမဘိုးတင်ကခေါင်းကိုညှိပြီးတော့မှအတိမပြုချင်မန္တဝေးစားကမန္တတပုတ်ကိုရွှေ့တော့သူ့ရဲ့ခန္ဓာကိုယ်ကမြေမဝါမကျန်ပြောက်ဝဲသွားတော့တယ်ဒီနောက်တော့မဘိုးတင်တို့လည်းတို့ရဲ့ပြည်စီပြည်စီရတွေကိုလိုက်လံသိမ်းဆဲပြီးတော့ဘီတူရဲ့လက်ကနေငရှင်သေးကိုလိုက်ရက်နေတဲ့အဲ့ဒီလူကြီးရှိရတဲ့ဆီကိုတော့ပို့ပြင်ဆင်လိုက်ကြတော့တယ် ဒီနေ့တင်ဆက်တဲ့ဝိတုလေးကိုဒီနေရာလေးမှာပဲခေတ္တရန်နာလိုက်ပါတယ်ဒီနေ့တင်ဆက်တဲ့ဝိတုကလေးကတော့ဇာယသမားတင်ဆက်ရေးသားထားတဲ့အောင်လံဘုဒ္ဓင်းဆိုတဲ့ဝိတုကလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်